ကဲဒီမှာဝစ်ခဲတဲ့ဟာလေးကိုအဲကိုကဝစ်ချင်တာဝစ်ချင်တော့နောက်ဘယ်မှာသွားချမလဲဟိုဘယ်မှာရှာပြီးဝေးရမလဲဆိုတော့ဟိုကသူ့ဟာတော့ကောမမျော်မှန်းရဲပေါ့နော်သူနဲ့ nearly တူတဲ့ဟာကိုရှာပြီးတော့ဝစ်ထားတယ်အဲအစ်စ်မဟုတ်ဘူးဝရာတော့ fancy ပါ fancy ပါ ဖန်စီကိုသူကဆွဲကျိုးပါမယ်လက်ကောက်ပါမယ်အဲ့နကတ်တို့လက်စွပ်တို့ကတော့ရှာထားတာပေါ့နော်။ပင်ပုံစံကတော့ဖိုးဖွေးပေါ့။ဒါဖိုးဖွေးရဲ့သမင်းနဲ့အပြောင်သိမ်းထားတဲ့ဟာနဲ့သူတို့ထုံထားတဲ့ဒီဘီသရုံနဲ့ဟိုဒီသူတို့လိုပုံစံလေးပေါ့။သူကတော့တစ်တန်မင်းကနုတ်ကလေးပန်ထားတာ။သူ့ပုံလေးနည်းနည်းလေးယူထားတာပေါ့။ညီမနှစ်ယောက်ကိုပေါင်းလိုက်တာ။မစ်လုံထားတာ။ ဒါပြစ်တာဒီနေ့ကျတော့တက်လက်ကလူတွေမှာပါတယ်ကိုကြီးကတက်လက်ကလူတွေမှာကားမှာနောက်ပြီးတော့ကိုတဲ့ဝိုင်းရင်းနေတဲ့မိတ်ကက်ဆရာတွေကိုကြီးတို့ရဲ့တင်ဆရာမြင်ဆရာကြားဆရာတွေကိုလာပြီးတော့ကရော့တဲ့ပွဲဆိုတော့တက်ဖြစ်တာပါဟုတ် နေပေါ်တက်ဖက်ရှင်ကတော့အဖြူပေါ့နော်အကယ်ဒမီပြေးပေါ်မှာတော်တော်များများအဖြူတွေဝတ်ကြတော့အခုစီလည်းအဖြူဝတ်မယ်ပေါ့အဖြူဝတ်မယ်ပြီးရင်ဒါကစ်အကယ်ဒမီမှာဝတ်ခဲ့တဲ့ဟာလေးကိုအဲကွာဝတ်ချင်တာဝတ်ချင်တော့နောက်ဘယ်မှာသွားချာမလဲဟောဘယ်မှာရှာပြီးဝတ်ရမလဲဆိုတော့ဟိုကသူ့ဟာတော့ကွာမမျော်မှန်းရဲပေါ့နော်သူနဲ့ nearly သူတွေဟာကိုရှာပြီးတော့ဝတ်ထားတယ်အဲ့အစ်မဟုတ်ဘူးဝရာတော့ fancy ပါ fancy ပါ fancy ကိုသူကဆွဲကျိုးပါမယ်လက်ကောက်ပါမယ် အနဂတ်တို့လက်စွပ်တို့ကတော့ရှာထားတာပေါ့နော်အဲ့တော့သူဝတ်ထားတဲ့အလေးလေးရင်ရင်လေးနဲ့အဲ့ပုံစံလေးကိုစပြီးတော့သဘောကျတာအဲ့ဒီကပုံလေးစီတာစီထားပြီးတော့ဝတ်မယ်ဆိုတော့နောက်တော့ဒိုင်းပေါ်မှာဘာဘာပြီးအကယ်ဒမီမင်းသမီးတွေနောက်တကယ်နိုင်ငံကျော်တွေသူလုံးလိုက်လို့ပောက်သွားပြီဆိုရင်ဈေးကွက်ထမလိုက်ပြီးတော့ပေါ်ကြရပဲလေတူတဲ့စင်တူတဲ့ဟာတွေပေါ်တဲ့ခါကျတော့စပရစ်ကဝယ်ထားတာပါအချင်းကြီးပါနဲ့ပုံစံလေးကကြတာဟုတ်ဒါပေမဲ့ပုံစံကတော့ဖူးဖူးပေါ့ဒါဖူးဖူးရဲ့သမင်းနဲ့ အပြောင်သိမ်းထားတဲ့ဟာနဲ့သူတို့ထုံထားတဲ့ဒီဘီသရုံနဲ့ဟိုသူသူ့လိုပုံစံလေးပေါ့သူကတော့တက်တာမင်းကနှုတ်ကလေးပန်လာတာသူ့ပုံလေးနည်းနည်းလေးယူထားတာပေါ့ညီမနှစ်ယောက်ကိုပောင်းလိုက်တာမစ်လုံထားဘယ်လိုပြောမလဲဒါကတော့ကစ်တူကတော့အကုန်လုံးကတော့ကိုယ့်ထက်ရှိမှတကယ်ဝင်ဘယ်လိုပြောမလဲဖက်ရှင်အမြင်လည်းရှိပြီးသားရင်နော်အဲသူတို့ ဘလိုဝတ်စုံဘလိုဝတ်မယ်ဘလိုလုပ်မယ်ဆိုတာလည်းအစပေါ့သူတို့ဝတ်မဲ့ဒီဇိုင်နာတွေအစတန်လစ်တွေနဲ့လည်းတိုင်ပင်သီးသားဆိုတော့သူတို့ကတော့ရှေ့မှာလုတ်သွားတာဆိုတော့ကိုရီးယားနောက်ကနေနီယာလီလိုက်ယူတာပေါ့နော်ကိုကြိုက်တဲ့ဟာလေးတွေကိုပွားတာပေါ့အဲအဲ့လိုယူရာကြတော့လေလို့သူတို့အစ်စ်ကြီးမဝဲနိုင်တော့ဈေးကွက်ထက်မှရှိရဲခါကြတော့အဲလိုလေးဝတ်ပြစ်သွားတာပါဟုတ်ကဲ့ပါဘယ်လိုကြရလဲကိုကိုပြင်ကြည့်ရတဲ့ခါပေါ့ငါဝဲလိုက်ငါအရန်လှပါပေါ့နော် ဘလို့သဘောကျလဲဆိုတော့အဒီနေ့ဝဲရတဲ့ဝစ်ဆုံအတွက်လည်းသဘောကျတယ်ဒီ make up သမီးကတော့ဒီနေ့ကတိအာဒီနေ့ကိုချီဝတ်ထားတဲ့ဝစ်ဆုံကတော့ဒီဇိုင်နာကိုကိုညီညီကမြစ်တာနဲ့ချုပ်ပြီးတာအကုန်လုံးမြစ်တာနဲ့ပဲ